မနေ့ကဂျိုရှွာဘန်နဲ့ဘရန်နာရေဘာတို့ရဲ့ထုတ်ပွဲကြီးကတော့ဂျန်တကာမှာဂျန်လွန်းလို့ဗျာ Fight of the Year ပွဲတွေတဲ့ကတခုဖြစ်စမ်းချင်းတင်သတ်မှတ်ခံလိုက်ရပြီလေဖြစ်ပါရီဘရန်နာရေဘာဟာဆိုလေပဲနံပါတ်၁ဆိုတဲ့အတိုင်းပါပဲဗျာမာဂုံကတော့မြင်သလားမပြောနဲ့ဂျိုရှွာဘန်ကဘရန်နာရေဘာကတကယ်ကိုပရိယာများတဲ့ကောင်းလေသူ့မှာတက်လုံကြသွားပြီထင်ရပါမယ်သူ့ကိုဝင်ချလိုက်တာနဲ့ သူ့ရဲ့တက်လုံနဲ့သွဲလုံးတွေကအကောင်ကြီးကိုကြံနေသေးလို့သူပြန်ပြီးတော့ခဏခဏပြန်ထိတဲ့အကြောင်းကို Joshua ဘန်ကပြောပါရီဒါကြောင့်မို့လို့လေနံပါတ်1ဖိုက်တာဖြစ်တာလို့ Joshua ဘန်ကလည်းချီးကျူးသွားခဲ့တာပေါ့နော် Joshua ဘန်ကတော့ခုချိန်မှာရန်ကိုအပျော်ကြီးပျော်နေပြီတွေ့နီးပြရီနဲ့တငယ်ချင်းတွေကလည်းအလူလေးကိုပဲ Joshua ဘန်ကိုဝိုင်းဝန်းဂုံပြုပေးနေကြတာပါ Joshua ဘန်ဟာ ထုပ်ပွဲအပြီးဟိုတယ်ကိုပြန်ရောက်တာနဲ့ပထမဦးဆုံးလောက်တာကမြင်တွေ့ရတာကဒူးထောက်ဆူတောင်းတာပါဂျေရှွာမန်ကတော့သူတို့ခရီးယန်ဘာသာရေးဖျားသခင်ကိုတတော်လေးကိုချစ်ပုံရပါလေခုနကပဲဂျေရှွာမန်ကပို့စတင်လာခဲ့ပြီးတော့ဟိုတယ်ပြန်ရောက်တာနဲ့ဒူးထောက်ဆူတောင်းတဲ့ပုံနဲ့အခုငါမှရှိနေတာရဲ့အကုန်လုံးကငါရဲ့အောင်မြင်မှုအကုန်လုံးကဖျားသခင်ပေးတာဆိုပြီးတော့ဖေ့စ်ဘွတ်ပေါ်မှာရေးတင်ခဲ့တာလေးဖြစ်ပါလေ။ ဒါလေသူရဲ့ယုံကြည်မှုဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ fighter လေးကိုကျွန်တော်တို့အနေနဲ့နားလေပေးရမယ်။ဒါလေသူရဲ့ယုံကြည်မှုပဲလေ။အခုတနင်္ဂနွေလုံးမထင်ထားတဲ့ကိစ္စပေါ့လေ။အဲ့ဒါကတော့ဒါ UFC ရဲ့ဥက္ကဋ္ဌကြီး Dana White က Joshua Ban ကိုအနိုင်ထိုးချေးပေးတယ်ပေါ့နော်။ဒါကတော့ Joshua Ban ကနိုင်လို့အနိုင်ထိုးချေးရတာ ဒါပြင်ပြိုင်ဘက် fighter brandon river ကိုလည်း UFC ဥက္ကဋ္ဌကြီးကအနိုင်ထိုးချေပြန်ပေးလိုက်တာကိုတွေ့ရလို့တကမာလုံးကအောင်းအော်သွားခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ဒီပွဲကိုတော်တော်လေးကြိုက်လို့ပါ။ဒီပွဲမှာ Joshua မှအကောင်းဆုံးဖြစ်အောင်အစားထိုးဝင်ရောက်ကစားပေးခဲ့တာကြောင့်တွဲဆိုင်စီစဉ်တဲ့အဖွဲ့ဝင်တွေနဲ့ဥက္ကဋ္ဌကြီး Dana White ကတော့ဂျင်းတ်မှုအပြေရှိနေတာပါ။ ါက UFC မှာတကယ်ကိုလွမ်းနေတဲ့ fighter မျိုးအရေးကြီးတဲ့အချိန်ဘယ်ချိန်မဆိုအဆင်သင့်ရှိနေတဲ့ fighter မျိုးဆိုပြီးဘန်ကိုချီချူသွားခဲ့တာကိုတွေ့ရတယ်။ပြီးတော့ ranking 1နေရာမှာရှိနေပေမဲ့ဘွဲကိုလက်ခံကစားပြီးတဲ့ Brenda River ကိုလည်းချီချူပြောဆိုသွားတယ်။ Brenda River က ranking 1မှာရှိနေပေမဲ့ ranking 2ကဘန်ကိုလက်ခံကစားသွားပြီးစဉ်းစားမနေပဲတကယ်ကို risk ယူရတဲ့ fighter ပြ။ Brandon River ကိုအနိုင်ထူးကြီးချင်းမြင့်သွားမှာပါဆိုပြီးတော့ပြောကြားသွားခဲ့တာကြောင့်ခုလိုမျိုး ဂျက်ရှွာဘန်ကနိုင်တို့အနိုင်ထိုးကြီးရပါမယ်။ဘရန်ဒန်ရေဘာရဲ့ရဲရင်တဲ့တတိတွေကိုချီချူးရဲအနေနဲ့ဂုံပြူရဲအနေနဲ့အနိုင်ထိုးကြီးပြန်ပေးလိုက်ကြပြီဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီပွဲမှာတော့ဂျက်ရှွာဘန်နိုင်ပေမယ်။ဘရန်ဒန်ရေဘာကိုလည်းအနိုင်ပြန်ပေးလိုက်တာပဲဖြစ်ပါတယ်ဗျာ။ UFC ကတော့1 championship နဲ့မတူဘူးเนาะတကယ်ကိုကြာရှုံးမယ်လေကြာရှုံးတဲ့သူကိုလေထိုက်တင်တဲ့လောက်တကယ်ကိုမှချီးမြှောက်တဲ့ first wave ဖြစ်ပါတယ်ဒါကြောင့်မလို့လေဒီနေရာမှာနံပါတ်1အဖွဲ့အစည်းအနေနဲ့ရည်တည်နိုင်တာပါเนาะ